လာတဲ့မိကုန်းထဲမှာဒါတော်တော်ထူးဆန်းတယ်ကျွန်တော်တို့ပထမဆုံးဟုတ်လားတယ်ဆရာဟုတ်ကြာဒါတော့ဟိုတတိယမိကုန်းပေါ့နော်တတိယလူနာမမေးထားလဲဆိုရင်သူကအင်ဆူလင်ကိုသူကပုံမှန်ထိုးနေတယ်အဲလူကားတဲ့အခက်ခဲမျိုးမျိုးကြောင်းနဲ့အင်ဆူလင်ကမထိုးနိုင်တော့ဘူးပေါ့နော်အဲခါကျရင်ねနောက်ဆက်တွဲတယ်ဘာတွေဖြစ်နိုင်မလဲတဲ့ဒါပြောတော့သူကိုယ်တိုင်ကိုယ်ကပေါ့နော်အဲ့လိုလူနာနေနဲ့ဘာလုပ်တင်တယ်လေတင်ကျင်ပါတယ်ဆရာသူကအဲ့ပေါ့အခက်ခဲရှိလို့မထိုးကျင်တော့ဘူးပေါ့ အခက်အခဲမျိုးကြောင့်ပါလို့ဆိုနော်သူခက်ခဲရဘာလဲတော့မသိဘူးတော်တော်လေးခက်ခဲမှထင်တယ်နော်อืมစိတ်ပြသွားလို့လားတခုခုဒါမဲ့နောက်ဆက်တွဲဘာဖြစ်နိုင်လဲအဲအင်ဆူလင်မထိုးတော့ဘူးဆိုရင် तू ကဟိုဘ तू ကအင်ဆူလင်ကတကယ်တော့တော်တော်အရေးကြီးတယ်စီဗျာ तू ကလေထိုးဖို့သူဆောင်ဝင်ညွှန်ကြားထားရင်တော့ထိုးတင်တယ်မထိုးရင်ဟိုအတူတူဖြစ်ရင်တော့ तू ကအသက်တူသွားမယ်အဲနောက်တစ်ခုကအဲဒုက္ခိတဖြစ်သွားနိုင်တော့အဲ့ဒါအတူဆုံးဖြေလိုက်တာပေါ့နော် ကျွန်တော်တို့ကနည်းနည်းပြန်ပြီးတော့ဟိုရှည်ရှည်ပြန်ဖြည့်ပေးရမှာပေါ့။သူကလည်းတော်တော်ခက်ခဲလို့ဖြစ်မှာ။ဒါပေမဲ့ခက်ခဲတော့အများဆုံးခက်ခဲကတော့မထိုးကျင်တာဗျ။အင်ဆူလင်ထိုးဆိုရင်တူတူကိုမထိုးကျင်ဘူးပေါ့နော်။ကိုယ်တိုင်လည်းမထိုးကျင်ဘူး။ကိုယ်ဆွေမျိုးတွေဆိုလည်းထိုးခိုင်းမထိုးကျင်ကြတာများတာ။အဲ့တော့ဘာဖြစ်နိုင်လဲဆိုတော့တိမာလည်းထိုးကျင်စိတ်ပေါ့ဆိုတော့နော်။ဘာဖြစ်နိုင်လဲဆိုတော့ဥမာ၊ तू ကအမျိုးသား1လားအမျိုးသား2လားတော့ရှိတယ်။ဥမာအမျိုးသား1တည်ဆိုရင်အင်ဆူလင်ကအသက်ပဲ။အင်ဆူလင်မထိုးလို့မရဘူး။အင်ဆူလင်မထိုးရင်တော့အသက်မရှိနိုင်ဘူးဘယ်လောက်မရှိနိုင်ဆိုတော့သူကအင်ဆူလင်မထိုးဘဲရက်လိုက်ပေါ့များသောအားဖြင့်တော့ အမျိုးအစားတစ်တည်းကတော့ငငေရွယ်မှာဖြစ်တယ်ပေါ့နော်အသက်40အောက်မှာဖြစ်တယ်ချို့ရီ10နှစ်ကျော်စဖြစ်တာရှိတယ်ပိန်ပိန်လေးတွေပဲပေါ့နော်သူတိပြီးတာနဲ့များသောအားဖြင့်ဘယ်လိုတိလဲစီချိုအရန်တောင့်တက်ပြီးတော့သူကဆေးရုံရောက်သွားတယ်အဲ့မှာအမျိုးအစားတစ်စီချိုမှန်တိတယ်ဆေးတွေစထိုးသွားဆေးရင်ဆိုရင်ဆေးစထိုးသွားအဲ့တော့အဲသူတို့တွေဆိုရင်ဖြတ်လို့လုံးဝမရအောင်ခါလီမြန်သူတို့မိဘတွေကဖြတ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တပတ်လောက်တွင်သူကစီချိုတွေစောင့်တက်ပြီးဆေးရုံရောက်သွားအဲသူတို့တွေဆိုလို့ရှိရင်အင်ဆူလင်စာမထိုးဘူးဆိုရင်ဒီ2ရက်ကနေ9ရက်တွင်းမှာ ီအသက်အန္တရာယ်ကြုံနိုင်တဲ့အတူကောက်တော့ DKA ပေါ့သူတို့လည်းသင်ပေးတာ DKA ဆိုတော့အရှိကောက်ကတော့ diabetes ketoacidosis ဆိုတော့ဘာမှမဟုတ်စီးကြိုတွေဆိုအများကြီးစောင့်တတ်တယ်ပြီးတော့သတိလက်သွားတယ်အမောဖောက်တယ်ပေါ့နော်အဲဆိုတော့မျိုးစားတဲ့စီးကြိုတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မဖြစ်မနေထိုးอ่ะမထိုးရတာနဲ့အသက်ကိုအကြိုက်မဟုတ်ဘူးသူကတပတ်နှစ်ပတ်လောက်တွင်းမှုအသက်အန္တရာယ်ရှိသွားနိုင်တော့မဖြစ်မနေထိုးอ่ะ အဲ့တော့နောက်တစ်ခုကတော့အမျိုးသားနဲ့ပေါ့နော်အမျိုးသားနဲ့စီးကြိုတွေအများစုကတော့အင်ဆူလင်တောက်လျှောက်ထိုးရပြီးဟေးဆိုရင်အများစုပေါ့နော်သူထိုးရတဲ့အကြောင်းရင်းကတော့တောက်ဆေးနဲ့မနိုင်တော့လို့ပေါ့တောက်ဆေးနဲ့တောက်ဆေးတောက်တယ်တဘွားတော့သူ့ရဲ့စီးကြိုကလုံးဝ control မရဘူးမရတော့မရတော့ကျွန်တော်တို့ဂျီမန်းချက်ကဘယ်လောက်လဲမနေ့ဆိုရင်130စားပြီးဆိုရင်180နော်3လပြည့်မြတ်စီးကြို HBA1C ဆိုရင်7 out ပေါ့နော်ရေးဘူးအားဖြင့်တော့နည်းနည်းတောင်းနေတော့နည်းနည်းကွာလာတော့ရှိတယ်အဲ့ဒါကိုမရောက်တော့ဘူးဆိုရင် ကျွန်တော်တို့တောက်ဆီးနဲ့ဘလို့မှမရတော့ဘူးနော်တောက်ဆီးလည်းမခံနိုင်တော့ဘူးဆိုအင်ဆူလင်ထိုးရတာအဲတော့ तू ကအခက်ခဲတစ်ခုခုရှိလို့ तू ကမထိုးတော့ဘူးဆိုရင်တော့အဲစီးချိုမကောင်းတော့ဖြစ်သွားမှာပေါ့အသက်တို့မှာပေါ့နော်စီးချိုမကောင်းတော့ဆိုရင်တော့အသက်တို့မှာဘလို့တို့မှာတို့မှာဆိုတော့ဘလောက်လေသူတို့ကပြောထားတော့တက်6နှစ်ကနေဒါစီးချိုဖြစ်ရင်ကို7နှစ်လောက်တူနိုင်တယ်ဆိုတော့8ထက်တောင်တူသွားနိုင်ရရှိတယ်။ဩစီးချိုစီးအင်ဆူလင်ထိုးနေရတဲ့လူနာကအင်ဆူလင်မထိုးတော့ဘူးဆိုရင်လူသူ့ရဲ့တက်တန်က6နှစ်7နှစ်8ထက်လည်းပိုတူသွားနိုင် ပို့သွားနိုင်တယ်အဲ့တော့တွားဆို control မရတော့အဲ့ထက်တူသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒါကတော့အသက်တူသွားနိုင်တာပေါ့အသက်တူတာကြီးပဲလည်းမဟုတ်ပြန်ဘူးလားအသက်ရှိရင်လေ तू ကဟိုဘဝရည်သွေးမမြည်မပြည့်ဘူးပေါ့မတန်ဆွမ်းဖြစ်သွားနိုင်တယ်နော်ဘာလို့မတန်ဆွမ်းဖြစ်သွားနိုင်လဲဆိုတော့ तू ကစီးဆို control မကောင်းရင် तू ကလေဖြတ်နိုင်ကြီးက तू ကနှစ်ဆလေးစားလို့ပို့များပုံမှန်ဒူထက်ထားရင်လေနှစ်ဆလေးစားပွဲလေးဖက်သွားရင်လည်းစဉ်းစားကြည့်လိုက်ဘောကဘယ်လိုလို့နော်หนีလို့ထိုင်လို့ပြောစားမကောင်းတော့တော့ ပြီးရင်နောက်တစ်ခုကဘာဖြစ်နိုင်လဲဆိုနှလုံးသွေးကြောပိတ်သွားနိုင်တယ်။ဒါဒါကတော့စီးကျိုမကောင်းလေလေပိတ်နိုင်လေ။ဟောစီးကျို HbA1c သုံးလပြင်းများစီးကျိုပေါ့နော်။ရှေ့ရမှာခုနှစ်ပေါ့။ရှေ့လောက်တက်သွားရင်ကိုသူကမရှိတဲ့သူတဲ့ဆိုင်ရင်သူက၁၀ရာခိုင်နှုန်း၊ရာခိုင်၂၀ရာခိုင်နှုန်းလောက်ထိပို့ပြီးတော့နှလုံးသွေးကြောပိတ်သွားနိုင်တယ်။နော်။နောက်၆လောက်ဆိုလည်း၆လောက်သွေးကြောပိတ်သွားတယ်၊၆လောက်အနာဖြစ်တယ်၊၆လောက်ဖြစ်ရတယ်၊အရန်ကများဟုတ်ကဲ့ဆရာ။အရန်ဖြစ်များဆိုအဲ့လိုမျိုးဖြစ်သွားနိုင်တယ်။ဒါကတော့သွေးကြောအကြီးကြီးကိုထိသွားတာပေါ့စီးကျိုများလို့။စီးကျိုများရင်သွေးကြောအငယ်လေးလည်းထိ။အငယ်လေးထိမဖြစ်သွားဘူး။ မျက်စိကွယ်သွားမယ်เนาะကြောက်ကက်ပြတ်သွားမယ်ကြောက်ကက်ဆေးရလဲရတယ်ဆိုအင်မတန်ကြောက်ကြရလीဟုတ်ကဲ့ဆာမျိုးဖြစ်သွားနိုင်တယ်ဟိုပတ်ဆိုင်လဲကုန်လဲလူလဲပင်ပန်းနေเนาะနောက်အောင်ကျိုးအထီသွားဆိုလဲညညဆိုပူရဲကျင်နေနားရဲအမြဲခံစားနေရတာပေါ့เนาะအဲ့တော့ဒါမျိုးတွေဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့သူ့အခက်ခဲရတော့ဘာလဲမသိဘူးပေါ့เนาะဒါပေမဲ့အဲ့အခက်ခဲကိုကြော်လွားဖို့လိုတယ်ဘာလို့မထိုးလို့တော့မရဘူးပေါ့เนาะအဲ့တော့အဲ့ဒီဟာတွေနဲ့ရှင်ကြည့်ရင်ကိုယ်အသက်တိုးသွားမှာကြီးကိုကဒုက္ခိတဖြစ်သွားမှာတဲ့ဆိုင်တော့အခက်ခဲကိုကြော်လွားတဲ့ အကျော်လွားတဲ့ခါမှာကျွန်တော်တို့ဒီဒီနေရာမှာတခါလေးကြင်ညာကျင်တာကျွန်တော်တို့မှအမျိုးအစားတစ်စီးချိုတွေအတွက်ပေါ့နော်အသက်ငယ်တဲ့သူအသက်အစိတ်လောက်အောက်အတွက်ဆိုရင်အင်ဆူလင်တို့ဒီဂလူကိုမီတာတို့အလကားပေးတဲ့ program တွေရှိတယ်ကျွန်တော်ဆေးရုံတွေမြောက်ကလာဆေးရုံတို့ရန်ကုန်ဆေးရုံကြီးတို့မှာကျွန်တော်တို့ NGO တွေနဲ့ချိတ်ဆက်ပြီးတော့လीပေးတာရှိဆိုတော့သူတို့ဆေးလာသွင်းရင်ကျွန်တော်တို့ကအင်ဆူလင်တွေအလကားပေးတယ်ဒါကတော့ဟိုဒီအင်ဆူလင်မဝယ်နိုင်ဘူးပေါ့နော်ခက်ခဲရှိတဲ့သူတွေအတွက်ပေါ့ငယ်လေးငယ်သေးတယ်ဆိုရင် ဒီဂလူကိုမီတာတွေလကားပေးတယ်လကားလည်းကြည်ပေးတယ်ဆွစ်တွေလည်းပေးတယ်တချို့လိုအပ်တဲ့ support တွေလည်းပေးသေးတယ်ပေါ့အဲဆိုရင်တုံတောင်ခက်ခဲအမှပြေလည်သွားနိုင်အမျိုးသားနဲ့လူကြီးတွေတော့ပေါ့လူကြီးတွေတော့က तू ကအခက်ခဲကိုခက်ခဲကို तू ကသိကျင်တာတော့မိခွန်းကတော့ तू ကဘာဖြစ်မလဲပဲသိကျင်တာပေါ့နော်ကျွန်တော်ကကြတော့ဟိုအဲ့ရန်ဆိုးတယ်ပေါ့နော်ဖြစ်တာတွေကအသက်တိုးမဲ့ဒုက္ခိတာဖြစ်မဲ့ဆိုတော့အခက်ခဲကိုကြော်လိုက်နေနီးလန်းနေရှိပါတယ်လို့ကျွန်တော်ကအကြံပေးခြင်းတယ်နော်ဖြစ်နိုင်ရင် तू ပြနေကြဆရာဝန်နဲ့အရင်တိုင်းပဲသူ့မိသားစုနဲ့လည်းတိုင်းပဲ နော်နီးလန်းရှိတယ်ဥပမာ तू ၄ချိန်ထိုးထားခိုင်းတာဆိုရင်၄ချိန်မထိုးခြင်း၂ချိန်လောက်ဆရာဝန်နဲ့ညှိကြည့်ပေါ့တစ်ချိန်လောက်ဆရာဝန်ကလည်းရရင်လှုပ်ပေးပေါ့နောက်ဈေးရမ်းကြီးတယ်ဆိုလည်းဈေးသက်သာတဲ့ဟာတို့နော် तू အမျိုးအစားပြောင်းပေးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တို့ရဲ့ရှိတာရေခဲတက်တာမရှိလို့တော့မီးပြတ်နေလို့ဒါဆိုလည်းကျွန်တော်တို့အင်ဆူလင်ထားသူတဲ့နီးကိုတင်ပေးလို့ရတယ်။ဒီအိုးလေးအောက်မှာထားတာနေအောင်မရအောင်ထားဆိုတလားနှစ်လောက်ခံတယ်ပေါ့နော်။ဒါလိုမျိုးလေးညှိနိုင်ပြီးတော့စူးစမ်းကြည့်နေတယ်လို့ကျွန်တော်ကတော့ဒီနေရာကနေလေမေးခွန်းမေးတဲ့သူကို ဖြည့်ကြလို့ပါဟုတ်မှန်တကယ်တော့ကျွန်တော်ထင်တော့ဟိုအင်ဆူလင်ထိုးတဲ့လူနာတွေမှာသူတို့ရည်ရွယ်ချက်တစ်ခုရှိရဲ့ဆရာရဲ့အဲ့ဒါဘာလဲဆိုတော့သူကဒီအင်ဆူလင်ထိုးနေတာငါဒီ control ကောင်းရင်အင်ဆူလင်ကိုဖြုတ်ချင်တာသူကပြအဲ့လိုရလားရည်ဘူးအားဖြင့်တော့မရဘူးရဘူးလားဩရည်ဘူးအားဖြင့်ပေါ့နော်သူတို့ကသူတို့စိတ်ထဲမှာဘာတွေးရလဲဆိုတော့ဒီထိုးနေတဲ့အင်ဆူလင်ကိုသူတို့က ဟိုပြောဆေး short တလို့ပေါ့ဇာရဲကျွန်တော်တို့၃လုံးတောက်နေစေ၂လုံးတောက်၃လုံးတောက်အဲသူအဲ့လို short သွားကျင်တာခဏကောင်းအောင်လုပ်လိုက်မယ်ကောင်းဝိုင်းပြင်ရက်မယ်အဲအဲအဲ့လိုရေပွားပြင်မရဒါပေမဲ့စထိုးရရတော့သူကဟိုပြော့ပြမှာပေါ့နော် တကယ်တော့ဟိုစပြီး on နဲ့ဆောင်ရဲပြော့ပြမှာဒါရေရှည်ထိုးရမှာလားရေတို့ထိုးရမှာလားရေတို့ထိုးတာကြီးလည်းရှိတော့ရှိတယ်ဥမာရေတို့ထိုးတာဆိုရင်ဥမာမျိုးသမီးကြောက်စီးချုပ်ဖြစ်တယ်ဒါပေမဲ့တော့ကိုဝင်ရပါတယ်။ဒါဆိုရင်ကျွန်တော်အင်ဆူလင်ပြောင်းထုတ်ရင်ဒါခလေးမွေးပြီးတယ်၊နှုတ်တိုက်ပြီးတယ်ဆိုကျွန်တော်တို့ကတောက်စီးပြန်တောက်လို့ရ။ ဥပမာသူ့မှာဟိုတီဘီယောဂါဖြစ်သွားတယ်တီဘီယောဂါလည်းစိုးတယ်ဆိုရင်အကောင်းဆုံးကအင်ဆူလင်ဆိုတော့တီဘီယောဂါရှိတော့ကျွန်တော်အင်ဆူလင်ခဏထိုးပါပေါ့နော်နောက်တစ်ခုကသူ့မှာအနာကြီးရှိတယ်ပေါ့အနာခြေထောက်မှာအနာကြီးရှိတယ်အနာလည်းကောင်းတည်ခြင်းလည်းညင်လည်းညင်တည်ခြင်းလည်းအင်ဆူလင်ခဏထိုးတယ်အဲခွဲစိတ်ဓာတ်တွေဒီလိုပဲပေါ့နော်ဆေးရုံတက်တယ်ဒါဆိုရင်အင်ဆူလင်ခဏပြောင်းလိုက်တယ်ဒါဆိုသူတသက်လုံးပြောင်းသွားတာမဟုတ်ဘူးအဲ့တော့အင်ဆူလင်စပြီဆိုတသက်လုံးရဲ့လို့တော့မဟုတ်ဘူးဟိုအဲ့တော့စတာတွေကဟို ဟိုအင်ဆူလင်စထိုးတဲ့ကအမြဲထိုးရမယ့်ဟာဆိုရင်လည်းဆရာဝန်ကပြောလိုက်တယ်ဒါရေရှည်တောက်စီးနဲ့မရတော့ဘူးရေရှည်ထိုးရတော့မယ်ဆိုရင်တော့ရေဘူးဟာအားဖြင့်တော့ဆက်ထိုးရမှာဖြုတ်လို့မရအောင်ရှာရှာပွားတော့ရှိနိုင်တာပေါ့ဒါပေမဲ့အဲ့ဒါလည်းဟိုကောင်းသောရှိခြင်းတော့ရှားတယ်ပေါ့ဥပမာပြောပြရင်ရှာရှာပွားဆိုထိုးလိုက်ကောနောက်ပိုင်းကြောက်ကက်တွေပြတ်သွားလို့ရှိရင်တော့စီးစိုးစီးမလိုတာမျိုးဖြစ်သွားနိုင်တယ်အသေးတွေပြတ်သွားကြောက်ကက်တွေပြတ်သွားရင်လေအဲ့လိုအနေထားမျိုးကလွဲလို့ ကျန်တဲ့အချိန်တွေတော်တော်များများမှာတော့တောက်စီးနဲ့မနိုင်လို့အင်ဆူလင်ထိုးပြီးဟေ့ဆိုရင်တော့ဆက်ထိုးရမှာ။ကောင်းနေဟေ့ဆိုသွားဖြုတ်လို့မရအောင်။အော်မရအောင်နော်။မရအောင်နော်။အမှန်တော့အတူအခက်ခဲလေးပါထည့်မေးလိုက်ရင်တော့ပို့ပြီးရှည်ရတာပြည့်စုံသွားမှာနော်။ဟုတ်ကဲ့ပါဆရာ။ဟုတ်။ကျေးဇူးပါဆရာ။ဟုတ်။ဒါတော့ဘောနော်အဲနောက်လူနာမေးထားတာပေါ့။ तू ကတော့စီဂျိုရှိတယ်။အဲဘောနော်စီဂျိုရှိလာတဲ့အခါမှာအသားတွေကရားလာတယ်တဲ့။အဲ तू ကအဲ့လိုရားလာတဲ့ခါကျရင် तू ကဘာသူ့ရဲ့ဒီဘောနော် ကုသနေတော့သွေးထွက်အောင် ကုတ်လိုက်ရင်နဲ့နေတာသွားတယ်တဲ့အဲ့ဘလို့တက်တာအောင်နဲ့လုံနိုင်ပါသလားလုံးအောင်နော်မိကောအဲ့ပေါ့စီးကျိုသမားအားရားတယ်နော်ရားပြီးတော့ကုတ်လိုက်တယ်နော် तू ကဘယ်နှားရားလို့လဲမပြောဘူးပေါ့စီးကျိုကဘာလို့ရားရလဲဘာလို့ရားရလဲအော်အေးပေါ့ဒါပေါ့စီးကျိုကဘာလို့ရားရဆိုအေးပေါ့ဟုတ်တယ် तू ကတော့လိုချင်တာကတော့ဘလို့လေးလိုက်ရင်ကောင်းသွားမလဲပေါ့ဒါပေမဲ့ဟိုအဖြစ်အဖြစ်ရရင်တော့အဲ့လောက်တော့မလွယ်ဘူး तू ကဘာလို့ဘာလို့ရားလဲဆိုတာလိုသေးတာပေါ့နော်အများသောအဖြစ်တော့ဥမာစီးကျိုကိုယ်တိုင်က control မကောင်းရင်ရားတယ် တခြားတက်တယ်လေအရန်များရင်သွေးထဲမှာအရန်များရင်တော့ချွေးရီထဲမှာလည်းတော့မြားတက်လာပြီးတော့ဟာမှာရားတယ်အဲဂလူကို့စ်တက်လို့မြားတက်လို့မြားရအဲ့ဒါဆိုရင်တော့သူကဂလူကို့စ်တက်လို့မြားတာရားတာဆိုရင်တော့ဂလူကို့စ်ကြောက်လို့ရမှာပေါ့အဲ့တော့ तू အစားတောက်ထိရမယ်လမ်းပို့လျှောက်ရမယ်မရဘူးဆိုလို့ရှိရင်တော့ဒီဆောင်ဝင်ကဆေးညှိပေးလိုက်လို့စီချိုကောင်းသွားရင် तू ရားတာတက်တာဒါဆိုရင်တော့ရားတာတက်တာဘုရားလုံးဝကိုယ့်ရဲ့ဂလူကို့စ်ကိုချမှာချမှာရအောင်ဒါကတော့ဂလူကို့စ်မြားလို့ရားတာဆိုရင် ောက်တစ်ခုလည်းဖြစ်နိုင်သေးတယ်ပေါ့နော်နောက်တစ်ခုကတော့အရှိပိုင်း6တာပေါ့နော်ဒါချို့တော်တော်များများ6ကြာစီချိုသမားပို6တယ်အဲဘာလို့လဲအေးပေါ့သူကစီချိုသမားကြတော့ဟိုစီချိုကြာလိုက်အအောင်ကျော်ရီအာမကောင်းတော့ဒါဆိုရင်သူကအရှိပြားကချွေးကလန်းနေအစီကလန်းနေကိုသွားတဲ့ဟိုအောင်ကျော်ကြီးအာမကောင်းတော့သူကချွေးတိတ်မထွက်တာလို့အစီတိတ်မပြန်တာလို့ဆိုရင်သူတို့ရေပြားရဲ့6သူတို့ရေပြားရဲ့6နေတော့ဟိုကျွန်တော်တို့က6တဲ့အသေးပြားရားတယ်အဲ့တော့စီချိုကောင်းနေလေသူက 6နေရအကြည့်လိုက်လို့ရေပြားကြီး6နေထင်လို့ရှိရင်တော့ဒီ moisture ပါတဲ့ lotion လေးလင်းကြည့်လိုက်ပေါ့အသားလစီလေးလင်းလိုက်လင်းလိုက်လို့မြန်၄5ရက်တစ်ပတ်လင်းလိုက်လို့အသားလေးဆူပြေသွားတယ်မရတော့ဘူးဆိုရင်တော့ဒါသူ့ရဲ့ပြဿနာပြေလည်သွားမှာပေါ့ဟုတ်ရေတောက်လို့ရလားဆရာရေကလည်းလိုအပ်တဲ့လောက်တော့တောက်ရမှာပေါ့နော်လိုအပ်တဲ့လောက်တော့တောက်ရမယ်သူသူရှူပေါက်တာတဲ့တော့နည်းနည်းပို့တောက်ရမှာပေါ့ဒါပေမဲ့ရေတောက်တာတစ်ခုတည်းနဲ့လည်းအသား၆တောက်ဖြည့်ရှင်းလို့မရအောင် ဥမာဈေးချိုမကောင်းရင်တော့ဟိုရှူးတွေရမ်းပေါက်တော့လीရေးပိုလိုတတ်တယ်အဲ့တော့ရေးတောက်တာလည်းစိုးတော့မစိုးဘူးဒါပေမဲ့ရေးတောက်တာတစ်ခုတည်းနဲ့လည်းပြည်လင်မယ်လို့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့ तू ကပြောတာသွေးတောင်ထွက်တယ်ဆိုတော့လीသွေးထွက်အောင်ကုပ်လိုက်မှနေသာသွားရဲဆိုတော့အဲ့ဆိုနင်းနေတော့ serious ဖြစ်သွားပြီထင်တယ်နင်းနေဆိုလीသွေးဒီဟုတ်တယ်အတွေးကြောင့်ပဲကုပ်ဟိုပါပေါ့အရန်ကုပ်သလားဒါမှမဟုတ်လေတကယ်အရန်ရလို့လည်းဖြစ်နိုင်တယ်ကဲလာတကယ်ရရသူ့ရဲ့ဟိုရားတဲ့ပြင်းအားနည်းနည်းသူများတဲ့ပို့ပြီးရားလို့သာသူကသူ့ထွက်အောင်ကုတ်တာဆိုတော့လေကျွန်တော်ကတော့ တခုခုပေါ့နော်နောက်စီးကြိုသမားတွေကခုနအဖြစ်များတာကဟိုစီးကြိုများလို့အသားချလို့ရလည်းမဟုတ်သေးဘူးနောက်တစ်ခုကစီးကြိုရှိလို့ရှိရင်တော့မှုဆွဲနိုင်တယ်ရေပြားမှာလေကြီးလိုက်လို့အနီးစက်လေးတွေရှိတာတို့အဖူဖောင်းလေးတွေရှိတာဆိုရင်ပိုးဆွဲတာတို့မှုဆွဲတာတို့ဒါတွေကလည်းဒါတွေကြောင့်လေကျွန်တော်တို့ကရားနိုင်သေးတော့လေအနီးစက်တွေပိုးဆက်တွေရှိရင်တော့ဆောင်ဝင်တော့ပြန်ပြတဲ့နေပြလိုက်တော့မှ तू ကအာဒါမှုဆွဲတာပဲပိုးဆွဲတာပဲဆိုသူနဲ့သက်ဆိုင်တဲ့လိန်စီလေးလိန်လိုက်ရင်တော့ तू ပြေလေသွားမယ်ပေါ့နော်အဲ့တော့လောလောဆယ်တော့စီးကြိုကောင်းအောင်ထင်းကြီးအသားလာစီလေးလိန်မရရင်တော့ ဆောင်ရပြတယ်လေဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုတခြားလဲရားနိုင်တဲ့ဟာရှိသေးတယ်အရင်ရတာလေဥပမာအသေးမကောင်းတဲ့သူဆိုလေရားနိုင်ဩတခြားယောဂါတွေလည်းမှန်နေနောက်တစ်ခုကတော့မူစီဂျိုနဲ့ဆက်ဆက်လို့ရှိရင်လေစီဂျိုကွန်ထရိုးမကောင်းလို့ကြောက်ကက်ပြတ်သွားရင်လေကြောက်ကက်စိတ်တွေတက်လာရင်လေရားတာပဲဩယူရီးယားတက်ရင်လေဟုတ်တယ်ကြောက်ကက်စိတ်ဒီယူရီးယားတက်လို့ရှိရင်လေအရေးပြားရရဆိုတော့လေသူထွက်လောက်ကုန်မာတက်တာရဲဆိုတော့သူသူ့ရဲ့ဒီရားတဲ့အခြေခံကိုရှာဟုတ်တယ်ရားတဲ့အခြေခံကိုရှာပြီးတော့ကိုပြနေကြဆံဝင်ပြန်ပြကြည့်လို့ တင်နေပေါ့နော်ရေအခုလောလောဆယ်လွယ်တာတော့ခုနစီချိုကောင်းအောင်လုပ်ပြီးတော့အသားလာစီလေးလင်းကြီးမတက်တိုင်တော့သူပြနေကြဆရာဝန်ပြန်ပြပြီးတော့နော်ကုလိုက်တာပိုးအဆင်ပြေမယ်ထင်ပါတယ်ပေါ့နော်